မိတ်ဆွေတို့လိုက်ပြောကြည့်ဘဝဆိုတာဒုက္ခ memory ကျွန်တော်တို့ငငယ်လေးကတည်းကကြီးလာတာကဘဝဆိုတာဒုက္ခဆိုတဲ့အရာနဲ့ကြီးလာတယ်အဲ့တော့ဒါနဲ့ပတ်သက်လို့ထွက်ပေါက်ရှိရဒီထွက်ပေါက်၃ခုကိုကျွန်တော်ပြပြရမယ်အဲ့ဒီ၃ခုမှာတစ်ခုကကျွန်တော်တို့အမှန်တကယ်လွမြောက်စေနိုင်တယ်ဒီတော့ကျွန်တော်တို့အမြဲတမ်းကြားဖို့ရဘဝဆိုတာဒုက္ခဆိုတဲ့အရာကလူတွေကို တက်ကြွစီလားစိတ်ညစ်စီလားကျွန်တော်ပြန်စဉ်းစားကြည့်အောင် life is suffering လို့ပြောလိုက်ရင်လူအများစုဒီဘဝဆိုတာဒုက္ခဖြစ်တဲ့ကြောင့်မလို့ငါမကြိုးစားတော့ဘူးမဟုတ်ရင်လည်းဒုက္ခကြီးပဲကြုံရမယ်ဘဝကြီးကစိတ်ညစ်စရာကြီးလို့ထင်နေကြတယ်ကျွန်တော်လည်းအဲ့လိုငြင်းလေးရအမြဲတမ်းကြုံတွေ့ရပါတယ်အဲ့တော့တစ္ဆာ၄ပါးရဲ့ number 1ကဘဝဆိုတာဒုက္ခဖြစ်တဲ့ကြောင့်မလို့ဒါကြီးကိုစဉ်းစားတိုင်းမှာ inspiring မဖြစ်ဘူးအဲ့တော့ကျွန်တော်အဖြေလိုက်ရှာကြည့်တဲ့အချိန်မှာဘာတက်တွေ့လဲဆိုရင်ဆရာတော်တင်းနော့ဟန်ရဲ့တဲ့ no mark no low test ဆိုတဲ့အရာလေးကိုတော့တွေ့တယ်။သူကဘာပြောလဲဆိုရင် show မရှိဘူးဆိုလို့ရှိရင်ねကြာပန်းလည်းမရှိဘူး။ no mark no low test အတိတ်ပဲကဘဝဆိုတာဒုက္ခမန်းတယ် life is suffering and it can be transformed ဒုက္ခတွေမှာထပောက်တွေရှိတယ်။အဲ့တော့လူတယောက်ဒီဒီထွက်ပေါက်ကိုလိုက်ရှာလာမရှာလာနဲ့ဆိုင်တယ်အဲ့တော့ဒီဒုက္ခတွေရမိတ်ဆွေစဉ်းစားကြည့် မိတ်ဆွေရဲ့ဘဝမှာအကြီးဆုံးဒုက္ခရောက်ခဲ့တဲ့အချိန်တွေကြုံမှုလိမ့်မယ်။တစ်ခါလကြရင်ငါဘဝကြီးတော့တွားပြီလို့စဉ်းစားရတဲ့အချိန်တွေဒါမှမဟုတ်ကိုအရန်ချဲရတဲ့လူတယောက်ကိုဆုံးရှုံးရတဲ့အချိန်တွေဒါတွေကြုံမှုလိမ့်မယ်။ကိုလိုချင်ပြီးမရခဲ့တဲ့အရာတွေဒါတွေကြုံမှုလိမ့်မယ်။အဲ့ဒီအချိန်မျိုးကတစ်ခါလကြလို့ရှင်ကိုဘဝကိုအလင်းရောင်အစ်စ်ပေးပြီး not ချစ်စမဲ့တကားအစ်စ်တွေကိုဖွင့်ပေးလိုက်တဲ့အချိန်မျိုးလေဖြစ်တတ်ပါတယ်။အဲ့တော့ ဒုက္ခရဲ့ definition ကိုကျွန်တော်ပြောရမယ်ဆိုရင်လိုချင်ပြီးမရတာဒုက္ခရတာပြီးမလိုချင်တာကလည်းဒုက္ခမလိုချင်ဘဲရတာကလည်းဒုက္ခဒါဒီဒုက္ခရဲ့ definition အဲ့တော့ခုနကရောပြောလို့ပဲတစ်ခါလေကျရင်ဘဝမှာလိုချင်တာတွေပဲအကုန်လုံးရနိုင်မယ်ဆိုလို့ရှိရင်လေဒါကကျွန်တော်ဘဝမှာဖြေရှားမျိုးရှိတော့မှာမို့အဲ့တော့ကျွန်တော်ထားတဲ့စိတ်ထားလေးတခုတော့ရှိရမိဆွေတက်အတုံးဝင်မလားတော့မသိဘူးကျွန်တော်တော့အရာရာပိုကောင်းမှုဖြစ်လာတာပါဆိုတော့စိတ်လေးကိုကျွန်တော်ထားတယ် အရာရာပိုကောင်းမှုဖြစ်လာတာပါ။ဘာလို့လဲဆိုရင်ဘဝမှာကိုလိုချင်တဲ့အရာတွေမရခဲ့တဲ့အချိန်တွေရှိလိမ့်မယ်။အဲ့ဒီအချိန်မျိုးမှာဆိုရင်လိုချင်တဲ့အရာမရတဲ့အတွက်ကြောင့်မို့ပိုကောင်းတာရလိမ့်မယ်လို့စိတ်ထားလိုက်တယ်။အလားတူပဲတစ်ခါလေကျဘဝမှာကိုထင်ထားတဲ့အတိုင်းမဖြစ်လာဘူး။အဲ့တော့ဒီကနေတင်ကန်းသာယူပြီးပိုကောင်းအောင်လုပ်လို့ရတယ်။အဒီတော့ကျွန်တော်တို့ကဘဝဆိုတာဒုက္ခဆွဲနေမှာထွက်ပေါက်ရှာတဲ့ချိန်မှာဘယ်လိုရှာမလဲဆိုတော့ကျွန်တော်ပြပြအောင်ပါမယ်။အဲ့တော့ ဗုဒ္ဓလည်းဟောကြားမှုတွေကျွန်တော်တို့တိတ်ရောက်မှုတိုင်းမှာတံပြန်မှုရှိရင်ဒီတံပြန်မှုမတိုင်ခင်မှာเนาะတုံ့ပြန်မှုမတိုင်ခင်မှာကျွန်တော်က freedom to choose ဆိုတာရှိရယ်ကျွန်တော်တို့တွေလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရယ်ခွေးဟောင်းတိုင်းကျွန်တော်ကပြန်ဟောင်းမှာလားအဲ့တော့တိတ်ရောက်မှုတိုင်းမှာပြန်ပြန်မှုဆိုတာရှိရယ်ဒီတုံ့ပြန်မှုဆိုတာရှိရယ်ဒီတုံ့ပြန်မှုမလုပ်ခင်မှာကျွန်တော်တို့ကလွတ်လပ်စွာရွေးချယ်လို့ရတယ်အဲ့တော့ လွတ်လပ်စွာရွေးချယ်လို့ရတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့က social media မှာကိုယ့်ကို negative comment လာပေးကိုကတို့ပြန်ဆဲနေမှာလားဒါမှမဟုတ်သူဒေါတာထွက်တဲ့ဟာကိုပြနေမှာလားဘယ်လိုလုပ်မလဲကျွန်တော်တို့မှာတုံ့ပြန်မှုတွေကျွန်တော်တို့ရှိတယ်။ freedom to choose ဆိုရတယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုပဲဒီရွေးချယ်မှုတွေဒီကျွန်တော်တို့ရဲ့ဘဝတွားမဲ့ trajectory ကျွန်တော်ဘဝရဲ့တွားမဲ့လမ်းကြောင်းအဆုံးဖြတ်ပေးပါတယ်ဒီတော့လူများစုကပြဿနာကြုံပြီဆိုရင်ဘယ်လိုတုံ့ပြန်ကြမလဲ ုံးပြန်ကြတဲ့၃ကိုကျွန်တော်ကြည့်အောင်နံပါတ်၁တခုကကြတော့သူကအပြစ်တင်တာ blame လုပ်တာဒါဟုတ်ဘလို့တိနိုင်လို့သူကြောင်းဆိုတာနဲ့တိနိုင်တယ်အဖေကြောင့်အမေကြောင့်ပတ်ဝန်းကျင်ကြောင့်ဒီနိုင်ငံမှာမွေးတာကြောင့်မျိုးရိုးကြောင့်တငယ်ချင်းတွေဂျင်းထဲတာကြောင့်အဲ့တော့ကျွန်တော်ကဒီအပြစ်တင်တဲ့ဟာကြီးကိုကျွန်တော်ရှိရဒီအပြစ်တင်တဲ့ဟာကိုကျွန်တော်တို့အသုံးပြုရဆိုရင်ဒေါ်လာပို့ထွက်တယ် ဥပမာဆိုရင်ကိုကပိုပြီးညီးတယ်ဆိုလို့ရှိရင်ဒီညီးတဲ့ဟာတွေပိုလာတယ်လူတွေရဲ့အုံနောက်မှာကျွန်တော်တို့သိပ္ပံပညာရဆိုလို့ရှိရင်လေ reticular activating system ဆိုတာကျွန်တော်ရှိတယ်။ကိုစဉ်းစားတဲ့ဟာတွေကဘဝတွေပိုရောက်လာတာမျိုးဖြစ်တတ်တယ်။မြို့ဆွေကြုံမှုလိမ့်မယ်။အင်္ဂလိပ်စာစကားလုံးလေးအစ်တတင်လိုက်တယ်။ကိုက language အစ်တတင်လိုက်တယ်။မကြခင်မှာဒီစကားလုံးနဲ့ပတ်သက်တဲ့ဟာလေးကိုဒီရက်အတွင်းမှာပဲပြန်တွေ့ရမျိုးကြုံရတတ်တယ်။ဘာလို့လဲကျွန်တော်တို့အုံနောက်ကရှာဖွေနေတဲ့ဟာကိုပဲတွားတွားပြီးတော့မှမြင်တတ်ကြတယ်။ ဲ့တော့ဒီလိုမျိုးအပြစ်တင်တဲ့လူတွေကဘာတွေပဲပုံမြင်မလို့အပြစ်တွေပဲပုံမြင်မယ်မိတ်ဆွေတွေ့ဘူးလားမသိဘူးကျွန်တော်တို့တချို့တွေဆိုရင်ကိုယ့်ဘဝကိုစိတ်တိုင်းမကြောက်ဘူးမိုးရွာလည်းမပျော်ဘူးနေပူလည်းမပျော်ဘူးလူတွေတခြားလူတွေပျော်နေလည်းတော့မပျော်ဘူးဘာလို့ဆိုအမြဲတမ်းအပြစ်တစ်ခုကိုရှာဖွေနေရင်တို့ကသူ့ရဲ့အုံနောက်ရဲ့အကျင့်ဖြစ်နေရင်ဒီတော့လူအများစုတည်းဒီအပြစ်တင်တဲ့ဟာကိုလုတ်တက်ကြတယ်ဒီ blame ပေါ့ကျွန်တော်လည်းအရင်တော့အဲ့လိုပဲ ဘယ်ချိန်ကျမှစပြီးတတိထားမိလေဆိုရင်ကျွန်တော်စီးကုမ္ပဏီမှာစလုပ်တယ်လုပ်တဲ့ချိန်ကျတော့ကျွန်တော် blame လုပ်နေပါတော့ blame လုပ်တဲ့ချိန်မှာကျွန်တော်ဘာပြောလို့လဲကုမ္ပဏီမှာ number 1တည်း no blaming culture တခြားလူတွေကိုအပြစ်မတင်နဲ့ဘာလို့လဲဆိုရင် corporate တွေကျွန်တော်တို့ဒီကဲကုမ္ပဏီကြီးတွေ multinational ကုမ္ပဏီကြီးတွေမှာအလုပ်လုပ်ပြီဆိုရင်အဲ့ဒီ culture ကျွန်တော်မရှိဘူးအဲ့ဒါကျွန်တော်တော့တော်တာဆန်တယ်လို့ခေါ်တယ်တခုခုဆိုချောင်းလူတွေကိုပြစ်တင်နေရမျိုးအဲ့တော့ကျွန်တော်တို့ဒီအပြစ်တင်တာကိုလုတ်တက်ကြတယ် ဲ့တော့တချို့လူတွေကအဲ့ဒါဆင်းရင်ဆင်းရင်နဲ့ဆင်းရင်ဆင်းရင်ဝါးတယ်ဒါကတပိုင်းဒီတပိုင်းနဲ့လူတွေကဒီတပိုင်းကိုရွေးချယ်ကြတဲ့လူတွေတွေ့လိမ့်မယ်ဒါတွေကအော်တိုဖြစ်နေရပါတော့ဒါတမင်တကာလို့ယူစရာမလိုဘူးတခုခုဆိုရင်အပြစ်တင်လိုက်မယ်ဆဲလိုက်မယ်ဆဲလိုက်လို့ရှိရင်ဒါကကျိုးသားအထုံးမှုတခုလိုပဲထင်တတ်ကြတယ်တကယ်တမ်းအပြစ်တင်ရုံနဲ့ကျွန်တော်တို့အဖြေတွေကမရအောင်ဒါပထမတပိုင်းဒုတိယတပိုင်းကကျတော့အပြစ်လည်းမတင်ဘူးအဖြေလည်းမရှာဘူးသူ့အနေနဲ့ ထိုင်ဆောင်နေကေတင်ရှင်ထိုင်ဆောင်နေ weight လို့တယ်အဲ့တော့ဒါလေးဆိုးတယ်ဘာလို့လဲဆိုရင်သူကမျောလင့်ချက်ဆိုတဲ့အရာကိုသူကစုပ်ကင်ထားတယ်မျောလင့်ချက်ဘာလို့လဲဆိုရင်သူဖြစ်လာမှာပဲကေတင်တဲ့လူရှိလာမှာပဲအဆင်ပြေလာမှာပဲတူလို့လို့အဆင်ပြေလာမှာပါအဲ့တော့ဒါဒီကေတင်ရှင်စောင့်နေတာဒီပုံစံမျိုးအတုံးပြုတ်ပြီးတော့မှဟစ်တလာကဂျူးလူမျိုးတွေကိုညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ဒါဒီ concentration camp လို့ခေါ်တဲ့ဂျူးတွေကိုတနင်္လာထဲမှာပဲထ ထားတယ်ပြီး hollow cast လို့ခေါ်တာပေါ့သူညင်းပန်းနေစိတ်ပိုင်းဆိုင်ရာရစကူပိုင်းဆိုင်ရာရညင်းပန်းပြီးတော့မှတက်ဖြတ်တယ်လူမျိုးတပြုံတက်ဖြတ်တဲ့အချိန်တုန်းကဒီနီးကိုတုံးခဲ့တယ်သူကဘလို့ပြောလဲဆိုဒီ Christmas ကြာလို့ရှိရင်တော့အားလုံးလွတ်တော့မယ်လူအများစုကမျောလင်းချက်တွေနဲ့စောင့်နေတကယ်တမ်း Christmas မှာမလွတ်ပြန်ဘူးအဲ့ New Year ကျရင်တော့လွတ်တော့မယ်လူတွေကလုံးဝမျောလင်းချက်တွေနဲ့စောင့်နေတယ်။ New Year မှာမလွတ်ပြန်ဘူး။ အဲ့တော့ဒီလိုနီးလန်းတဲ့အချိန်ကြာလာတဲ့အချိန်မှာလူတွေကမျောလင့်ချက်တွေတဖြည်းဖြည်းမဲ့လာတယ်အတက်ရှင်နေရတဲ့ဒိဗယ်တဖြည်းဖြည်းမဲ့လာပြီးတော့မှသူတို့အရန်အောင်ညင်ပန်းစရာမလိုဘူးသူတို့ကိုယ်တို့စိတ်ညစ်ပြီးတော့မှတဖြည်းဖြည်းချင်းစီမျောလင့်ချက်တွေမဲ့ပြီးတော့မှခန္ဓာကိုယ် ဒီ immune system ကျွန်တော်တို့ကြာလာတယ်ပြီးရင်စိတ်ညစ်ညစ်နဲ့တည်ဆုံသွားကြတယ်အများကြီးကျွန်တော်တို့ရှိတယ်အဲ့တော့ဒါနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်းကျွန်တော် man search for meaning ဆိုတာရှိတယ်ဒေါက်တာ Victor Frankl ဆိုတာရှိတယ်သူရေးထားတဲ့ကမ္ဘာကျော်စာအုပ်ရှိတယ်မြေဆွေစိတ်ဝင်စားရတယ်ဆိုလည်းဖတ်ကြည့်ပါအဲ့တော့ဒါတွေနဲ့လေလူတွေကဒါငင်းပန်းနှိမ့်ဆက်မှုတခုပဲဒါကြောင့်မလို့တချို့တွေကြတော့ကက်တင်ရှင်ကိုစောင့်ရင်းနဲ့မျောလင်းချက်တွေမျောလင်းချက်တွေထားရင်းနဲ့ကိုကိုကိုငင်းပန်း စီလိုဖြစ်ပြီးမှစိတ်သက်တွေကြွားတတ်တယ်ဒါဒုတိယတစ်ခုတတိယတစ်ခုကကျတော့အဖြေရှာတာအဲ့တော့ကျွန်တော်တော့အမြင်တယ်ကုကုကုတတိပေးလေးရှိရမနော်မိတ်ဆွေဒါကကိုယ်ဆရာကြီးလောက်တာမဟုတ်ဘူးတကယ်လို့ကိုယ်ယူတုံးလို့ရရင်ယူတုံးကြည့်အပြစ်မတင်တဲ့အဖြေရှာအပြစ်မတင်တဲ့အဖြေရှာဆိုအဲ့ဒီအဖြေဒီကျွန်တော်တို့ကကျွန်တော် confusion အစိုးမနဲ့ကျွန်တော်မိသားစုကကြီးလာတဲ့ချိန်ကြောင့်တော့ဘာ ဘာလို့ရလို့ဒီမိမိကိုကိုကောင်းအောင်လုပ်အောင်မယ်ကိုရဲ့မိသားစုကိုကောင်းအောင်လုပ်အောင်မယ်ပြီးမှကိုနေထိုင်တဲ့နေရာနိုင်ငံအဲ့တော့ဒါတွေရှိမယ်ပေါ့နော်အဲ့တော့အပြေရှားတဲ့နေရာမှာဆိုရင်တခါလေကြောက်လို့ရှိရင်ကိုကဘယ်ကနေစရလဲကိုကိုမိသားစုကိုနေတဲ့နေရာပြီးလို့ရှိရင်ကိုနေတဲ့နိုင်ငံပေါ့နော်ဒါမျိုးတဆင့်ချင်းဒီလာမယ်တခါလေကြောက်ရင်ကျွန်တော်တို့အပြေရှားတာဒီနံပါတ်1ကျွန်တော်တို့ကိုကိုကိုအပြေအရင်အပြေရှားရတယ်အဲ့တော့ငါဘာလုပ်မလဲ အဲ့ဒါပြီးွားလို့ရှင်ဟုတ်ပြီကိုရှိမှကိုကကိုမီတာစုကိုကပြန်ပြီးတော့မှဖြစ်ရှာပြီးလို့ရမှာဟုတ်ပြီဒါဆိုရင်ငါမီတာစုငါရဲ့အတိုင်းဝိုင်းမှာရှိတဲ့လူတွေအဲ့တော့အဖြေရှာတဲ့နေရာမှာလေတဆင့်ချင်းစီကျွန်တော်တို့အဖြေရှာရတယ်ဘောနော်ဒီလိုအဖြေရှာတဲ့ချိန်မှာကျွန်တော်တို့ကအောင်မြင်သွားတဲ့ချိန်နေရှိမယ်တစ်ခါလေးကြောင့်လို့ရှင်ကျွန်တော်တို့ဟိုတချို့အရာတွေက control လုပ်လို့ရတယ်ဓာတ်ရိုက် control လုပ်လို့ရတယ်တချို့အရာတွေက direct control လုပ်လို့မရအောင် ဥပမာဆိုရင်ကျွန်တော်တို့နိုင်ငံရေးစီးပွားရေးလူမှုရေးနီးပညာဒီအပြောင်းလဲတွေကိုကျွန်တော်တွားပြီးတိုင်းရိုက် control လုပ်လို့မရအောင်ဒါပေမဲ့ကျွန်တော်တို့ရဲ့အတွေးအကြံစီလှုပ်ဆောင်မယ့်အလုပ်တွေဒါတွေကိုကျွန်တော်တို့တော့ control လုပ်လို့ရတယ်အဲ့တော့အဲ့ဒီပေါ်မှာအဖြေရှာရဲဆိုလို့ရှိရင်ကျွန်တော်အောင်မြင်သွားရဲဆိုလို့ရှိရင်တော့ရားလဲရပြီပေါ့တကယ်လို့ကျွန်တော်မအောင်မြင်ခဲ့ဘူးဆိုလို့ရှိရင်တော့အရှုံးလုံးမစဉ်းစားလိုက်နဲ့ကျွန်တော်ဘလို့စဉ်းစားကြည့်လေဆိုရင်ဒီရတဲ့တင်ကန်းစာတစ်ခုရလိုက်တယ် စမ်းတိုင်းယူဝင်စမ်းတိုင်းယူလန်းတစ်ခါလေကြောက်လို့ရှိရင်ကျွန်တော်တို့နိုင်တယ်တစ်ခါလေကြောက်လို့ရှိရင်တင်ငန်းစာရလိုက်တယ်အဲ့တော့ general တွေဒီဒီရလိုက်တဲ့ရလက်ပေါ်မှာမူတည်ပြီးလေလာ သုံးတက်ပြင်ဆင်မယ် feedback လို့ခေါ်တယ် feedback ဒီရဒီတည်င်းချက်လက်တွေရယူမယ်ဒီပေါ်မှာမူတည်ပြီးကျွန်တော်တို့အဖြေကိုပူကောင်းအောင်လုပ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘဝတဖြည်းဖြည်းပူပြီးတော့မှကောင်းလာနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘဝမှာ ဒီဒုက္ခတွေကရှိနေမှာပဲဒုက္ခကြီးမရှိခြင်းလို့မရအောင်လူဖြစ်နေဘာလို့လဲဆိုရင်ကျွန်တော်က duality လို့ခေါ်တယ်ဒုက္ခရှိလို့ရှိရင်ဒုက္ခရှိရယ်အလင်းရှိရယ်အမောင်းရှိရယ်ဒါမျိုးပဲဆင်းရဲတာရှိရယ်ချမ်းသာရှိရယ်ဘဝမှာဒုက္ခရှိရယ်ဒီဒုက္ခတဲမှာလွတ်မြောက်မှုရှိရယ်ဖပောက်တွေရှိရယ်ဒီထွက်ပေါက်ကိုတွားဖို့အတွက်ဆိုလို့ရှိရင်ဒါ transform လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ နှလုံးသားထဲမှာအရေးရာပိုကောင်းမှုဖြစ်လာတာပါဆိုတာယုံကြည်ပြီးတော့မှကျွန်တော်အပြစ်မတင်မင်းနဲ့အပြစ်ရှာရဆိုရင်ကိုပိုးကကိုလည်း control လုပ်နိုင်မယ်ဘာလို့လဲဆိုမိတ်ဆွေကိုလည်းတည်ပြီးတဲ့အတိုင်းပဲအကျွန်တော်တို့ဒီ Buddhism ဆိုတာ religion တစ်ခုအနေနဲ့ဖြစ်ခဲ့တာမဟုတ်ဘူးဗုဒ္ဓဆိုတာဆရာကျွန်တော်တို့တင်ကြားပေးခဲ့တာဒီဒါ Buddhism ရဲ့အခြေခံဒီအကျိုးအကြောင်းအကျိုးကြောင့်နော်အကြောင်းဖြစ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်ဒီရဲ့ cause and effect ကိုကျွန်တော်တင်ကြားခဲ့တာ အဲ့တော့ဒီဒုက္ခတွေရာဒီ transform လုပ်ခြင်းလေဆိုအေးရပိုကောင်းဖို့ဖြစ်လာတာပါဆိုရယ်စိတ်နဲ့ကျွန်တော်တို့ကအပြစ်မတင်မင်းနဲ့အပြေရှာရယ်ဆိုဘဝဒီထက်ပိုကောင်းလာမယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့မိတ်ဆွေနေနဲ့ဒီဗီဒီယိုလေးရာဒီကိုအတွက်ပါများတင်ယူစရာလေးလာစရာဒါမှမဟုတ်ကို idea တခုရှိလဲ comment မှာရေးကြလို့ရရေးခဲ့ပြပါအောင်တကယ်လို့မိတ်ဆွေကကိုယ့်ရဲ့ personal development ကိုယ့်ရဲ့ psychology ဒါတွေကို manage လုပ်ခြင်းနေဆိုရင်ကျွန်တော်တို့တိုးတက်မှာ Master Your Flow ဆိုတဲ့ program ရှိပါတယ်။ဒီ program လေးကတော့ကျွန်တော် landing community ပေါ့။ကျွန်တော်တို့အနေနဲ့ဒီစိတ်ပညာပိုင်းပြီးလို့ရှိရင်ကိုယ်စွမ်းဆောင်ရည်တိုးတက်ဖို့အပိုင်း communication ပိုင်းကိုယ့်ရဲ့ဉာဏ်ပညာတိုးတက်ဖို့ဒီဘိုင်းနေလေ့လာကြရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေအားစိတ်ဝင်စားရဆိုလို့ရှိရင်တိုးတက်ဆိုပြီးတော့မှရှာကြည့်လို့ရပါတယ်။ကျွန်တော်တို့ Facebook မှာအဲ့မှာကျွန်တော်တို့ Master Your Flow ဆိုတဲ့ program ကျွန်တော်ရှိပါတယ်။ TOE TED ပါ။အစုံကြီးပြေချောင်းကျေးဇူးတင်ပါတယ်။တကယ်လို့ကိုယ့်ရဲ့မိတ်ဆွေတွေရှိရဆိုလို့ရှိရင်လည်းဒီဗီဒီယိုကို လွတ်လပ်စွာမျှဝေပေးနိုင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါသည်